ားလုံးပဲမင်္ဂလာပါ။ကျွန်မအခုကတော့ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့တရက်ရွက်ခေါ်ဘီလုံးပေါ့နော်။ဒီအကြောင်းကို ပြပြချင်ပါတယ်။တချို့တွေကဒီတရက်ရွက်ကိုဘီလုံးလို့လည်းခေါ်တယ်လူသိများကြတယ်ပေါ့နော်။ဆိုတော့ဒီတရက်ရွက်ကပြည့်ရီကျော် အဖွဲ့အစည်းရဲ့မှာအရေးကြီးတဲ့အကြီးဆုံး ကလေးစားတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။သူကကိုရင်းမှရှိရဲ့သွေးတွေနောက်ရည်တွေပေါ့နော်။ဒီဟာတွေကိုညီမြအောင်ထိန်းပေးနေရတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဘားရဲ့ဘေးဘက်အချမ်းမှာရှိရဲ့တ िश ူးနှမျိုးနဲ့တရက်ရွက်ကို ဖွဲ့စည်းပေးထားပါတယ်။အနီရောင်တ िश ူးကတော့ကျမတို့တွေသွေးတွေကိုစစ်ထုတ်ရတဲ့တာဝန်ကိုထမ်းဆောင်ရပြီးတော့အိုဟောင်းသွားတဲ့သွေးနီဦးဆဲလ်တွေကိုစစ်ထုတ်ပေးပါတယ်။ နောက်အဖြူရောင်တ िश ူပေါ့နော်ဒီအဖြူရောင်တ िश ူကတော့ယောဂါပိုးတွေကိုတိုက်ထုတ်တယ် T cell နဲ့ B cell လို့ခေါ်တဲ့ခုခံအားဆဲတွေအပြည့်နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ဒီတော့ကျမတို့ရဲ့ခန္ဓာကိုယ်အတွင်းရသရေရွက်က ီသွေးတွေကိုတိမ်ထားပြီးတော့စစ်ထုတ်ပေးတယ်။ကိုရင်းနဲ့ကိုယောဂပိုးတွေဝင်လာတယ်ဆိုရင်ဒီတရရွက်ကဖမ်းပြီးတော့တိုက်ထုတ်ပေးပါတယ်။တရရွက်ကလည်းတခြားကိုရင်းအင်ကားဂလီစာတွေလိုမျိုးအရေးကြီးတဲ့ကိုရင်းအစိပ်ပိုင်းတစ်မျိုးပါ။ဒါအပြင်အစာချေတဲ့စနစ်မှာတရရွက်ကမပါမဖြစ်ပဲပေါ့နော်။ဆိုတော့တရရွက်ကို ဘယ်အရာတွေကထိခိုက်စေလဲဆိုတာကိုပြပြပါမယ်။ကျမတို့တွေစိတ်ဖြစ်စီမှုများတာ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေမစားတာ၊နောက်ရာသီဥတုအေးတာတွေကြောင့်မလို့တရရွယ်ရဲ့ကျန်းမာရေးကထိခိုက်သွားတယ်။ဒီလိုမျိုးအခြေအနေရှိတယ်။နောက် ဒီတရရွဲ့ရဲ့ကျမ်းမာရေးထိခိုက်သွားတဲ့အခါမှာကျမတို့တွေဝမ်းလျှောတာအစမကြီးဖြစ်တာလီထိုးလီအောင်ဖြစ်တာတွေဖြစ်တတ်ပါတယ်ထိခိုက်ဒဏ်ရာတခုခုကြောင့်မလို့ဘေးလုံး꿰တာတရရွဲ့ဆုတ်ပြဲသွားတာတွေလည်းကျမတို့ကြားဖို့ကြရတယ်ပေါ့နော်နောက်ယောဂပိုးတွေကြောင့်မလို့တရရွဲ့တွေကြီးရာမျိုးလည်းရှိတယ်တရရွဲ့ကင်ဆာကတရရွဲ့ကိုထိခိုက်စေနိုင်တဲ့အကြောင်းတွေဖြစ်ပါတယ်ဒါဆိုရင်ကျမတို့တွေရဲ့ခန္ဓာကိုယ်အတွင်းမှာရှိရဲ့ဒီတရရွဲ့လေးကိုကျန်းမာစေဖို့ဘာတွေလုပ်ပေးရမလဲပေါ့ အစားအစာတွေကိုပူပူနွေးနွေးပဲစားပါကိုကချက်ပြုတ်ထားတာကြာသွားပြီဆိုလို့ရှိရင် ပြန်ပြီးတော့အစားအစာလေးတွေကိုနွေးစားတနေ့စာတနေ့ပဲစားတာအကောင်းဆုံးပါနောက်အသားတွေကိုကြက်အောင်ချက်ပြီးတော့ပူပူနွေးနွေးစားတဲ့အချိန်မှာကျမတို့တွေအစာချေရတာပုံလွဲတဲ့အတွက်ကြောင့်မလို့တရရွတ်အပေါ်မှာပြိနေတဲ့ဝင်နေရော့သွားတာမျိုး ရှိတယ်။ဒါကြောင့်မလို့အစားအစာတွေပုံမှန်လွယ်လွယ်ပဲစားစီချင်ပါတယ်။နောက်အစာမစားခင်ဒါမှမဟုတ်လို့ရှိရင်စားနေစဉ်အတွင်းမှာဂျင်းပြုတ်ရည်ကိုထည့်ပြီးတော့တောက်တာထည့်ပြီးတော့စားတာမျိုးလုပ်ပေးသင့်ပါတယ်။ဟင်းခတ်အမွေးကြိုင်နေဖြစ်တဲ့ငရုတ်ကောင်းတို့တကြပိုးခေါက်တို့ဟာတရရွက်ရဲ့အစာချေတဲ့စနစ်ကိုပို့ပြီးတော့အားကောင်းစေပါတယ်။နောက်အစာကိုဖြည်းဖြည်းနဲ့မမှန်မဲဝါစားပါ။အစာကိုဖြည်းဖြည်းချင်းဝါစားတာက အစာတွေပို့ပြီးတော့ချိန်ညက်သွားတဲ့အပြင်ဗိုက်ပြေပြီဆိုတဲ့အာယုံကျော်အချက်ပြစနစ်အုံနောက်ကိုရအောင်သွားဖို့အတွက်အချိန်ပေးရလဲရောက်တဲ့အတွက်ကြောင့်မလို့အများကြီးမစားမိစေပါဘူး။နောက်အစာကိုနည်းနည်းနဲ့အချိန်ကြီးများများစားပါ။တခါတည်းပြည့်ရနေရစားတာထက်နည်းနည်းချင်းစီအချိန်ကြီးများများစားတာကကိုယ့်ရဲ့အစာချေစနစ်ကိုကူညီပေးရရောက်ပါတယ်။နောက်ကစီတက်ကြွယ်ွားတဲ့အသေးနံနေစားပါအဥမာအဖြစ်တော့ရွှေဖယုံဒီကစုံဥမုံလာဥနီပဲအမျိုးမျိုးဒါတွေကကစီတက်ကြွယ်ွား တဲ့အစားအသောက်တွေဖြစ်ပြီးတော့အမြင်တက်ကျွေးရတာကြောင့်မို့လို့ကျမတို့ရဲ့အစာချေစနစ်ကိုအကူအညီပေးပါတယ်။နောက်အချို့များလုံး ਨੇ အစားပေါ့နော်ဒီအချိုများလွန်းတဲ့အစားအစားတော့စားရင်စီးကျုပ်ဖြစ်မှာဆိုတော့လူတိုင်းသိရဲ့တို့ပေမဲ့ဒီအချိုများတဲ့အစားအစားတွေစားတာက ကျမတို့ခန္ဓာကိုယ်အတွင်းကမုတ်ချိုအိတ်ကိုရောတရရွက်ကိုရော ထိခိုက်တတ်ပါတယ်ဒါကြောင့်မို့လို့အချိုတွေလျှော့စားဖို့လိုပါမယ်ဒီဗီဒီယိုလေးကတော့ကျမတို့တွေရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့တရရွက်မှာအများဆုံးဖြစ်တတ်တဲ့အကြောင်းအရာလေးတွေကို ကျမရဲ့ပြဿနာတွေကိုအားလုံးကိုကျမရဲ့ဘဝတုဒအနေနဲ့ဝေမျှပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်